ဒါရီယာဒဏ္ဍာရီတွေမဟုတ်ပါဘူးအထူးပြုလုပ်ချက်တွေ special effect တွေလည်းလုံးဝမဟုတ်ပါဘူးဒီနေရာမှာမြင်ရမယ့်တရဝါတွေဟာကင်မရာနဲ့တကယ်ရိုက်ကူးမိထားတယ်အစင်မှန်ပင်လယ်တွေကဘလူးကြီးတွေလည်းဖြစ်ပါတယ်အလင်းအောင်ထုတ်တဲ့ရှည်ရန်ရှည်တွေနဲ့နက်ရှိုင်းတဲ့ပင်လယ်တွေကဘလူးတွေကနေ picket truck ကားတွေထပ်တောင်ပိုကြီးတဲ့ငါးတွေအထိဒီပင်လယ်တရဝါတွေကရန်ကိုကြီးပါပြီလက်တွေမကျသလောက်စမ်းကြေတာကြောင့်သမုဒ္ဒရာအောက်မှာနောက်ထပ်ဘာတွေပုံပေါင်းနေသေးလဲဆိုတာကိုသင်မေးခွန်းထုတ်မိသွားပါလိမ့်မယ် ဒါကတင်လို့ကြည်နေကြတဘာဝအမှတ်တမ်းရုပ်ရှင်မျိုးမဟုတ်ပဲတင်ကိုအားတင်သွားစေမယ်ကြီးမားလို့နဲ့ပင်လေတရဝရီအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဝေးလာ၅ပြကဘာပေါ်မှာဝေးလာ၅ပြထက်ပိုကြီးရဲ့တရိษံမရှိပါဘူးဒီစကားကလုံးဝရှေကာပြောဆိုတာမဟုတ်ပါဘူးဝေးလာ၅ပြားရီဟာအရှိပီတီအာတီကြီးထွားနိုင်ပြီအလေးချိန်အပြည့်ပေါင်း2300တိချိန်နိုင်ပါတယ် ရုပ်လုံးပေါ်အောင်ပြောပြရရင်ဒါဟာဘတ်စကတ်ဘောကွင်းတစ်ကွင်းထက်ပိုရှည်ပြီးစင်ကောင်ကြီး20ပေါင်းတာထက်ပိုလေးပါတယ်။ပင်လယ်ဘလူးကြီးတွေထဲမှာတော့ထူးခြားတဲ့ဝီလာ9000ကျောင်းရှိခဲ့ပါတယ်။အာနာတိတ်ကန်ယိုတန်ကရေခဲရေပြင်တွေမှာမှတ်တမ်းတင်ပူသည်။အကြီးဆုံးဝီလာ9ပြားကိုဝီလာ9ဖန်သမားတွေတွေ့ရှိခဲ့ပူပါတယ်။ အဲ့ဒီဝေလာ၅ကြီးဘလောက်ကြီးသလဲဆိုရင်အရှိ108ပေရှိခဲ့ပြီဝေလာ၅ရက်ကောင်ကြီးထွားနိုင်တယ်အမြင့်ဆုံးကန့်သက်ချက်ဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်ဒါကြောင့်ဒီရွယ်စားရှိတဲ့တရဝါတကောင်ကိုကျွန်တော်တို့နောက်ထပ်မြင်ရတော့မှာမဟုတ်ဘူးလို့လည်းဆိုထားပါတယ်ဒါဟာသမုဒ္ဒရာရဲ့စစ်မှန်တဲ့ဘလူးတိုက်တန်ကြီးတကောင်ဖြစ်ပြီးလိုင်းတွေရောက်ကတက်ရှိဘဝဟာဘလောက်ကြီးမားနိုင်လဲဆိုတာကိုသတိပေးနေတယ်တဘာဝအံပွဲတစ်ခုလည်းဖြစ်ပါတယ်ပစိဖိတ်အီယာမရေဘဝဲ ပစိဖိတ်သမုတ်တရာရေမှောင်မဲတဲ့အနက်ပိုင်းတွေမှာကြီးမားသလောက်စမ်းကျယ်တဲ့တရဝါတကောင်နေထိုင်ပါတယ်။အများစုကအရှိပေ20လောက်ကြီးထွားပေမဲ့မှတ်တမ်းတင်မှုသမျှအကြီးဆုံးတကောင်ဟာပေ30ရှိပြီးပေါင်လျှောက်ထောင်နီးပါးလေခဲ့ပါတယ်။ဒီဂျီဘွဲကြီးဟာကာသေးတစည်းစာလောက်ရွယ်စားရှိပြီးလူတယောက်ကိုဆိုရင်ရေအောက်မှာထိန်းထားနိုင်လောက်တဲ့စုပ်ခွက်ရာပေါင်းများစွာပါဝင်တဲ့လက်မောင်းရှစ်ဆောင်လေးပါရှိပါတယ်။ သူတို့ဟာပေလျှောက်ထုံလောက်နဲ့တဲ့ရေပြင်မှာနေထိုင်ကြပြီးဗဟေနိတွေကိုဖြည့်ရှင်းနိုင်အဖုံးတွေကိုဝက်ဥဖြုတ်ပြီးအလွယ်ကိုထွက်ပြေးနိုင်တယ်။ရရေထက်မြက်တဲ့သူတွေလည်းဖြစ်ပါတယ်။ဒီနယ်ဆိုင်တဲ့ပင်လယ်တွေကထွက်ပြေးတတ်တဲ့အမှုပညာရှင်ဟာအရွယ်အစားရောဉာဏ်ရည်ပါ။ပင်လယ်ရဲ့စစ်မှန်တဲ့အရာမှကြီးတွေကတကောင်လေးဖြစ်ပါတယ်။ Siphonophore ပထမအချက်ကိုကြည့်ရင်ဂျယ်လီငါလို့ပုံပေါက်ပင်မယ်ဒါဟာတရဝတကောင်နဲ့မဟုတ်ပါဘူးဒါဟာသေးငယ်တဲ့တက်ရှိအစုအဝေးတစ်ခုဖြစ်ပြီးအားလုံးအတစ်ခုရဲ့အနေနဲ့အတူတကွလှုပ်ဆောင်နေကြတာဖြစ်ပါတယ်2020ပြည်နယ်မှာတိပ္ပံပညာရှင်တွေကအရှိပေး390ကျော်ရှိတဲ့ခွေနေတဲ့လင်းအောင်ထုတ်တဲ့ Symphony No. 4ကိုရှာဖွေတွေ့ရှိခဲ့ပါတယ် တာဟာဝီလာ၅ပြတွေတထောင်ပိုစီပြီးကဘာပေါ်မှာအစီဆုံးတရဝါအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒီတရဝါရဲ့ရှည်နေရတဲ့ကိုရီးယားတားကောင်တွေကိုလေဖြတ်စေနိုင်တဲ့အစိတ်ရှိဆဲရီနဲ့စီတန်းထားပါတယ်ဒါဟာမှောင်မိုက်တဲ့ပင်လယ်ထဲမှာအတန်တိတ်ဆွာမျောလွင့်နေပြီးတိပ်ပန်စိတ်ကူးရင်ကလာတဲ့အရာတစ်ခုနဲ့ပိုတူနေပါတယ်တခုချင်းစီကအစာစားဖို့မျိုးပွားဖို့စားတဲ့တီးခြားလှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်နေတယ်တက်ရှိတွေနဲ့ဖွဲ့စည်းထားပြီးအတူတကွပေါင်းဆက်ပြီးတကောင်လိုလဲပတ်နေတာလည်းဖြစ်ပါတယ် ဒါဟာပင်လယ်အောက်မှာမျောလင့်နေတဲ့အသက်ရှိတဲ့အဖွဲလိုက်လုံးဆောင်မှုတွင်ဆက်တစ်ခုလည်းဖြစ်ပါတယ်။အီယာမတန်နာဒီတစ်ခုကတော့ရှင်မကူးပါဘူးမမြန်ဆန်ပါဘူးဒါပေမဲ့ဒီပင်လယ်တရဝါဟာအာကာသကနေတော့မြင်နိုင်လောက်ကြီးမားပါတယ်ဆော်လမွန်ကျွန်းစုကရေပင်တွေထဲမှာသူ့တည်တည်တွေဟာကမ္ဘာအကြီးဆုံးတက်ရှိတန်လာဆိုင်ကိုမကြသေးခင်ကမှရှာဖွေတွေ့ရှိခဲ့ပါတယ် ဒီအရာမှတန်နာဘတ်စကတ်ဘောဝင်းနှစ်ကွင်းစာလောက်အရွယ်စားရှိပြီမတူညီတဲ့တန်နာကြောက်တန်းတစ်ခုမဟုတ်ပဲတစ်ခုတည်းသောတက်ရှိ one organization လည်းဖြစ်ပါတယ်ဒီတန်နာဆိုင်ဟာတင်းငယ်တဲ့ပိုလစ်တန်ပေါင်းများစွာနဲ့ဖွဲ့စည်းထားပြီးတော့ရာစုနှစ်ပေါင်းများစွာဖြည်းဖြည်းချင်းကြီးထွားလာခဲ့တယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်ဒါကိုပထမဆုံးတွေ့ရှိခဲ့တဲ့ဓာတ်ပုံဆရာတွေကတယောက်ကနပိုလီယံအသက်ရှင်စဉ်တုန်းကတည်းကဒီအရာကဒီမှာရှိနေခဲ့တာလို့တော့ပြောခဲ့ပါတယ် သမုတ်တရားရဲ့5%လောက်ကိုပဲစူးစမ်းရသေးတယ်လို့ခန့်မှန်းထားတာကြောင့်ဒီလိုအီယာမတန်တာကြီးတွေဟာပင်လယ်အောက်မှာအများကြီးပုံအောင်နေနိုင်ပါသေးတယ်။ Greenland ငမန်သူအားပင်လယ်ထဲမှာအနေကူဆုံးတံတဝါတွေတွေကတကောင်းဖြစ်နိုင်ပေမယ့်ဆွဲမက်စရာကောင်းတဲ့အချက်တွေလည်းရှိပါတယ်။ဒီငမန်တွေရဲ့အရှိဟာ20ဒပေးရှိပြီးတော့အလေးချိန်ဟာပေါင်2000ကျော်အထိကြီးနိုင်ပါတယ်။ ဒါပေမဲ့သူတို့ရဲ့အရွယ်အစားကတစိမ့်တစ်ပိုင်းမှာသူတို့ကိုတကယ်ထူးခြားစေတာကတော့သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကဒီငမန်းတရှို့ဟာနှစ်ပေါင်း250မှာနှစ်ပေါင်း900ကြာအသက်ရှင်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဆိုလိုတာကဒီနေ့ခေတ်အာတိတ်ရေပြင်တွေမှာကူးခတ်နေတဲ့ငမန်းတွေဟာအမေရိကန်ပြည်ထောင်စုမပေါ်ပေါက်ခင်ကတည်းကဝေးဖွားလာခဲ့တာလည်းဖြစ်ပါတယ်။သူတို့ဟာရေမျက်နှာပြင်အောင်ပေးလျှောက်ရာကနေ3000ကြာမှနေထိုင်ကြတယ်။ထိတ်တန့်သာသာတရဝါတွေလည်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအသက်ရှင်နေထိုင်ခဲ့တဲ့တရဝရကောင်ကိုမြင်ရတာဟာနှစ်ဆိုင်နဲ့ပင်လယ်အကြောင်းကိုကျွန်တော်တို့ဘလောက်နည်းနည်းလေးသိလဲဆိုတာကိုသတိပေးနေတာလည်းဖြစ်ပါတယ်။သမုဒ္ဒရာနေပူဇာငါ။သူဟာစူးတောင်းနေပါတယ်ရေကူးနေတဲ့ပန်ကိတ်တစ်ခုလိုပုံပေါင်းနေပေမယ့်ဒီငါဟာကမ္ဘာအကြီးဆုံးအယူပါတဲ့ငါလည်းဖြစ်ပါတယ်။အပြေဝါကြီးထွားလာတဲ့အခါအလေးချိန်ပေါင်9000အထိရှည်နိုင်ပြီ။အပြေအားဖြင့်10ပြီးကျော်အထိရှည်နိုင်ပါသည်။ ဒါဟာ pickup truck ကတစီထပ်တောင်းပို့လေးပါတယ်သူတို့ဟာဂျယ်လီကရေပဝဲပြန်တွေကိုစားသုံးပြီးနေပူစာလုံမှုရေမျက်နှာပြင်ပေါ်ကိုတက်လာတက်လို့နေပူစာငားလို့နာမည်ရခဲ့တာပါသူ့မှာအမီမရှိပဲဖြည်းဖြည်းချင်းရိုက်ခတ်တဲ့လှူရှာမှုနဲ့တွာလာတာကြောင့်ရေကူးတာတဲ့ဝဲပြန်နေတာနဲ့ပို့တူပါတယ်ဒီပုံမှန်တရံစမ်းပေမဲ့သူဟာလူတွေကိုလုံးဝအနိုင်မပြုတဲ့နူးညံ့တိမ်မွေးတဲ့အေယာမာကြီးတကောင်လေးဖြစ်ပါတယ် အီယာမဖတ်တွယ်ဂျယ်လီကသမုတ်တရားရဲ့အမောင်ဆုံးအစိပ်ပိုင်းနေထဲမှာတရေတကောင်လိုမျောလွင်နေတယ်ဒီဂျယ်လီကအလိုဝက်စမ်းချေဆုံးတရဝါရီတွေကတကောင်လေးဖြစ်ပါတယ်သူရဲ့ခေါင်းလောင်းပုံကိုယ်တွေကအကျယ်၃ပေကျော်နိုင်ပြီလက်မောင်းတွေကအရှိပေ30အထိဆန့်ထွက်နိုင်ပါတယ် သူ့ရဲ့ဖဲကျုံနဲ့တူတဲ့လက်မောင်းတွေဟာအစိမ့်မရှိပါဘူးအဲ့ဒီလက်မောင်းတွေဟာသားကောင်တွေကိုဖြည်းဖြည်းချင်းလှုပ်ရှားတယ်ထောင်ချောက်တစ်ခုလိုရစ်ပတ်ပန်းနိုင်တယ်လို့သိပ္ပံပညာရှင်တချို့ကယုံကြည်ကြပါတယ်ဒီမျိုးစိတ်ကိုနှစ်ပေါင်းတရာကျော်ကရှာဖွေတွေ့ရှိခဲ့ပေမယ့်အခုတည်းအချိန်နှဲငယ်သာတွေ့ဘူးခဲ့ပါတယ်သူတို့ဟာနှဆိုင်နဲ့ပင်လယ်ရင်ငုတ်ရင်တွေကနေတွေ့ရလေးရှိပြီးအဲ့ဒီမှာဂျယ်လီငါဟာနောက်ကဘာကတခုခုလိုအမောင်တူတွေကနေအတန်တိတ်စွာပေါ်လာတတ်ပါတယ်။ဝေးလာငါကြီး မြဆိုင်နဲ့ပင်လယ်တွေကတိုက်ပွဲတွေထဲမှာဝီလာငါးကြီးနဲ့အရာမရှိပဝဲပြန်တို့ကြာကတန်ဆိုင်မှုလောက်ပြင်းထန်တာမရှိပါဘူးဝီလာငါးကြီးတွေဟာကဘာပေါ်မှာအကြီးဆုံးသွားပါတယ်အသားစားတရဝါတွေဖြစ်ပြီးအရှိပေ90ကျော်နဲ့အလေးချိန်တန်40ကျော်အထိရှိနိုင်ပါတယ်သူတို့ဟာသူတို့ရဲ့ကြီးမားတဲ့ဥကောင်းနဲ့မေယိုးတွေကိုအသုံးပြုပြီးအကြိုက်ဆုံးသားကောင်ဖြစ်တဲ့ရေပွဲပြန်ကိုရှာဖွေဖို့နက်နက်ဆိုင်ဆိုင်ရေငုံတတ်ကြပါတယ်ရှာပါတဲ့ရုပ်ပုံတစ်ခုမှာဝီလာငါးကြီးတကောင်ရေပေါ်ပြန်တက်လာချိန်မှာသူ့ပါဇက်ထဲကနေ ဒီပွဲပြန်ရဲ့ရှေ့လက်တချောင်းတင်းကျက်စွာပတ်ထားစဲကိုမြင်တွေ့ရပါတယ်ဒီခိုက်တန်ကဒီနှဆိုင်နဲ့ပင်လေတွေကတိုက်ပွဲတွေဘလောက်ပြင်းထန်တယ်ဝေလာငါးကြီးကလည်းမကြခဏအနိုင်ရတယ်ဆိုတာကိုပြသနေရှားပါပြီးစွမ်းအားရှိတဲ့မြင်ဝင်တစ်ခုလည်းဖြစ်ပါတယ်ဒါရီယာကျွန်တော်တို့သမုတ်တရားထဲမှာပုံအောင်နေတတ်တဲ့ကြီးမားတဲ့တရဝအလဲငယ်များသာဖြစ်ပါတယ်တင်ကိုအန်အားတင်စီခဲ့တဲ့တရဝကဘယ်အကောင်များဖြစ်မလဲမရှိပေးခဲ့ပြီနောက်ထပ်ဒီလိုရေဘလူးကြီးတွေနဲ့အတူထပ်မံတွေ့ဆုံဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။